ခုတစ်ခေါက်မှာတော့တော်လန်ရေးတက်များတင်ပိုက်လိုက်သည်အင်းတို့မျိုးတိမ့်တိုက်ပွဲဤထူးခြားချက်များအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းနယ်ဆက်ရွှေဘုံမြကြီးနားလမ်းမကြီးပေါ်တွင်ရှိသည်အင်းတို့မျိုးတိမ့်ယူနိုင်ရေးရှစ်လကြာတိုက်ပွဲများတွင်နှစ်ဖက်အကြအဆုံးများရှိကထောင်ဝိဇ္ဇာအမြောက်များအပြင် လက်နက်ခဲရန်အများပြားတင်ဆက်ရရှိခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ UNG အမှတ်တပ်စစ်ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများပြားကကျောင်းသားတပ်မတော် ABSDF နှင့်ပူးပေါင်းက UNGE ကိုကုမြောက်မျိုးဖြစ်တည်ယူနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်နန်စီအောင်မြို့မှာထွက်စကိုင်းတိုင်းအဝင်မော်လူမျိုး၏တောင်ဘက်မိုင်90ကျော်กว่าရှိအင်းတော်မြို့မှာဒေသတွင်းဆက်သွယ်ရေးအချက်ချာကြပြီးဒုတိယကမ္ဘာစစ်ကာလအတွင်းမှာပင်ဂျပန်နှင့်အင်္ဂလိပ်တပ်များ ထုံမျိုးကိုထိန်းချုပ်နိုင်ရေးအတွက်အပြင်းထန်တိုက်ခိုက်ခဲ့ကြရတယ်လို့သိရပါတယ်။အရှိတ်ဘက်တွင်အေယာဝတီမြကန်းကိုမေးတင်ထားသည့်ကတားမျိုးနယ်ရှိပြီးတောင်ဘက်တွင်စစ်ရေးအရာအချက်ချာကြသည့်ထိကျိုက်မျိုးရှိနေပါတယ်။ယခုဆိုလျင်ကချင်ပြည်နယ်အတွင်းအ धिक ဝင်ပေါက်လမ်းမကြီးနှစ်ခုအနက်ဗမော့မြကြီးနားလမ်းကို KIA တပ်ပေါင်းစုကတင်ပိုက်ထားတယ်လို့ရွှေဘုံမြကြီးနားလမ်းပေါ်ရှိအင်းတော်မျိုးကို UNG လက်အောက်ခံတပ်များကတင်ပိုက်လိုက်တာကြောင့် စကိုင်းတိုင်းအတွင်းစစ်ကောင်စီတပ်ဝင်ရောက်နိုင်သည့်ကုန်းလမ်းကြောင်းမှာလုံးဝပြတ်တောက်သွားပြီဖြစ်ကစစ်ကောင်စီအနေနဲ့ကချင်ပြည်နယ်အတွင်းတပ်များကို ထောက်ပံ့ပို့ဆောင်ရေးအတွက်လေကြောင်းတစ်ခုသာအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။အင်းတော်မျိုးမျိုးသိန်းထိုးစစ်အတွင်းရဲစခန်းနှင့်ဌာနဆိုင်ရာရုံးအချို့ပါဝင်မြို့ပေါ်နေရာအများစုကိုမဟာမိတ်များကထိန်းချုပ်နိုင်ခဲ့ပြီးအောက်တိုဘာတွင်မြို့၏အမြင့်ဆုံးနေရာတွင်တည်ဆောက်ထားသည့် ဂျပန်လိုင်ကူကုန်းဟုခေါ်တဲ့စစ်စခန်းတစ်ခုသာတည်ရန်ကြံတော့ကမဟာမိတ်များကထိုနေရာကိုဝိုင်းရံပိတ်ဆို့လိုက်ပြီးနောက်နှစ်ဖက်တပ်များတက်ဆိုင်ထားသည့်အခြေအနေဖြင့်တိုက်ပွဲများညင်တက်သွားခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာတရက်နေ့အရောက်မှာတော့လက်ကျန်စခန်းကုန်းကိုမဟာမိတ်တပ်များကတကြော့ပြန်တိုက်ခိုက်ခဲ့ကြရာထိုတကြော့ပြန်အင်းတော်တိုက်ပွဲများအတွင်းနှစ်ဖက်အကြဆုံများခဲ့က2025ခုနှစ်ဇန်နဝါရီလကုန်ခန့်တွင် ်ဦးပေါင်းတပ်များကဂျပန်လိုင်းကူကုန်း၏အရှိတ်အဝါရှိကာကင်းစခန်းငယ်တချို့ကိုတိမ့်နိုင်ခဲ့တာပါပိတ်ဆို့ခံနေရတဲ့ဂျပန်လိုင်းကူကုန်းမှ စစ်ကောင်စီတပ်ဟာဧပြီတရက်နေ့မှာတော့စခန်းအပြင်ထွက်လာပြီးစစ်ကြောင်းထိုးလာသည်ကိုတိုက်ခတ်ရမှာအဆိုပါစစ်ကြောင်းကိုခြေမုံနိုင်တယ်လို့စခန်းကုန်းတစ်ခုလုံးကိုပါတိမ့်ပိုက်နိုင်ခဲ့ပါတယ်ဧပြီ9ရက်နေ့ညဦးပိုင်းတွင်ပူးပေါင်းတပ်ကတိုက်ခတ်ရှင်းလင်းခဲ့ရာစခန်းပေါ်တွင် ကုတ်ကဲနေသည့် တက်မ89ဤရှေတန်းတက်မမှုနှင့်စစ်ကောင်စီတက်များကတာမျိုးဘက်ဆုတ်ခွာသွားသည့်အတွက်စခန်းကုန်းကိုတိမ့်ပိုက်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဂျပန်လိုင်ကူကုန်းမှာမြို့ရှိဘက်တွင် မြို့နှစ်တစ်ဆက်တည်းရှိကအရှိအနောက်တွယ်တန်းနေသည့်တောင်ကုန်းဖြစ်ကတမျိုးလုံးကို အပေါ်စီးမှလွှမ်းမိုးထားသည့်အနေထားရှိပြီးထိုနေရာတွင်စစ်ကောင်စီတက်ဆွဲရာနေရာလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်တပ်ကလှိုင်ကူတူးပြီး ြေအောက်စစ်ဆေးရုံဖြစ်အသုံးပြုခဲ့သည့်ထိုးနေရာကိုဒေသခံတို့ကဂျပန်လိုင်းကူကုန်းဟုအလွယ်တကူခေါ်ဆိုကြပြီးမြေအောက်ခန်းများနှင့်ကွန်ကရစ်ဘဏ်ကအများတိစောက်ထားသည့်ထိုးနေရာတွင်စစ်ကောင်စီကအခိုင်အမာခံစစ်ပြင်ထားခြင်းဖြစ်ပါသည်ထိုးနေရာတွင်စစ်ကောင်စီ၏တပ်မ89တပ်မမှုကစခန်းထိုင်ကကုကဲခဲ့ခြင်းဖြစ်ပါသည်စစ်ကောင်စီတပ်၏အမအဆုံးအကြမ်းဆုံးတပ်ဟု အများတိကြသည့်တပ်မ89၏ရှေ့တန်းတပ်မဌာနချုပ်ဖြစ် ဂျပန်လိုင်ကူကုန်းတွင်အခြေစိုက်ပြီးတည်ရင်လေးရင်ပါဝင်သည့်ဗျူဟာတစ်ခုကိုတက်မမှုဘုံမှုချုပ်အောင်တအူကိုရိုင်းကုကဲခဲ့တာဖြစ်ပါတယ်။ထိုတက်မမှုဘုံမှုချုပ်အောင်တအူနှင့်အင်အား180ခန့်မှာသတင်းတပတ်နီးပါးခုခံတိုက်ခိုက်ပြီးနောက်ဧပြီ9ရက်နေ့တွင် စခန်းစုံကအင်းတော်မျိုးအရှိတ်16မိုင်ကျော်ကွာကတာမျိုးဘက်သို့ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။သို့တော့နောက်ရက်တွင်ဘုံမှုချုပ်အောင်တအူနှင့်တပ်ဖွဲ့ဝင်အားလုံးနီးပါး ကတာမျိုးအနီးဒေတာအခြေဆိုင် PDF တက်များဤဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။အဖမ်းခံထားရသည့်စစ်ကောင်စီ၏တက်မ89တက်မှုနဲ့ပတ်သက်ပြီး UNG တမရယုံတာဝန်ရှိသူကပြောဆိုရမှာ ပေရကုံရထွက်ခဲ့ကြဆိုတဲ့တမခွန်ဆက်ခွန်ရဲ့ဓမ္မဘူကိုလည်းစစ်တုံးပန်းနဲ့အရှင်ဖန်းစီရရှိခဲ့ပါတယ်။သူတို့တွေဘယ်လိုပဲရုံးပါကြပါစေ။ဂျနီဗာကွန်ဗင်းရှင်းရဲ့အညီကျွန်တော်တို့ရဲ့ military code of conduct အရနိုင်ငံတကာစစ်တုံးပန်းတွေထားတဲ့အတိုင်းထားရှိပါတယ်။စစ်ကောင်းဆောင်ကသူတို့တွေလည်းအသုံးချလို့ရတဲ့အချိန်သုံးချပြီးတော့နှုတ်ပိတ်တဲ့အချိန်နှုတ်ပိတ်ဖို့လည်းစူးစမ်းပါ။တမမူနဲ့စစ်တုံးပန်းတွေရဲ့လုံခြုံရေးအတွက်အဓိကထားပြီးအခုပထမဆုံးလုပ်ကိုင်နေတာရှိပါတယ်။ မြို့သိမ်းတိုက်ပွဲပြီးသည့်နောက်အင်းတော်မြို့ခံများကတော်လန်ရေးပူပေါင်းတပ်ကိုအိုးစီပုံများဖြင့်ကြိုးဆိုကအောင်ပွဲခံခဲ့ကြတာတွေ့ရပါတယ်။အင်းတော်မြို့တိုက်ပွဲတွင်ကချင်လွတ်လပ်ရေးတပ် PIA မှအထူးစစ်ကြောင်းတစ်ခုနှင့်ကျောင်းသားတပ်မတော် ABSDF တပ်ရင်းနှင့်ယင်းအမျိုးသားညီညွတ်ရေးအစိုးရ UNGE စစ်တေတာတက်လက်အောက်ခံတပ်ရင်းများစသဖြင့်တပ်ရင်းတပ်ဖွဲ့ပေါင်း40ကျော်ပါဝင်ကတိုက်ခိုက်ခဲ့ကြကြောင်းတင်ဆက်လိုက်ရပါတယ်။